မင်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ Okay ဒီကမှာတော့ကျွန်တော်တို့ programming ရဲ့ဒုတိယအရေးကြီးဆုံးပထမအရေးကြီးဆုံး variable data type နဲ့ operator နောက်တစ်ဒုတိယအရေးကြီးဆုံးဘာကောင်းလဲဆိုတော့ decision making လို့လည်းခေါ်တယ်။ conditional call လို့လည်းခေါ်တယ်။ကြားရတယ်လို့ခေါ် flow control call လို့လည်းခေါ်တယ်။ control flow statement လို့လည်းခေါ်တယ်။ကြားရတယ်လို့ခေါ်လို့ရအတိပဲပါပြီလား control flow control ထိန်းချုပ်ပြီးမှ run လာ။ဒါကျွန်တော်တို့အရင် program လေးကိုကျွန်တော်ကြည့်ကြည့်မယ်။ program ဆိုတော့နည်းနည်းစကလုံးရကြီးနေပါတယ်။ကဲအရင်အားလေးကျွန်တော် run ကြည့်။ open with google chrome ဟုတ်ပြီ hello world လို့ထွက်တယ်။ okay ပြီးတယ်ပြီးသွားတယ်။ဟုတ်ပြီဒါကျွန်တော်ဟိုကုတ်တယ် comment ခံခဲ့လေ။ကဲဒီကောင်ကိုကျွန်တော်အာ right နဲ့ no button နဲ့ပြန်ဖွင့် comment လေးတွေကျွန်တော်ပြန်ဖွင့်လိုက်မယ်။ statement လေးတော့တသက်ရပြန်လုပ်လိုက်မယ်နော်။ဟုတ်ပြီ statement ကြီးသလိုထားလို့ရတယ် statement နဲ့ကြားရလို့ထားလို့ရတယ်။နည်းနည်းလေးစီစဉ်ကြပြန်လို့လဲဟုတ်ပြီ။ဟုတ်ပြီဒီနားမှာဒီ this program comment တွေလည်းထားလိုက်ဒီ comment တွေလည်းဖြတ်လိုက်မယ်နော်။ဟုတ်ပြီဒီ program မှာကျွန်တော်တို့ပထမဆုံးအကြောင်းအနေနဲ့ဗာလို့တော့ဗာဆိုတဲ့နာမည်နဲ့ variable နဲ့ကို memory allocation ယူလိုက်တယ်။ယူပြီးတော့အဲ့ဒီနာမည်ကိုကျွန်တော်တို့ hello world ထုတ်တယ်ပြီးရင်ပေါင်းကြည့်တယ်မျှောက်ကြည့်တယ်စသဖြင့်အစင်တိုင်းသွားတယ်။ one line one statement one line statement တစ်ကြောင်းစီအစင်တိုင်းသွားတယ်။ကြည့်မယ် control s တစ်ချက်နေမယ်။ ကျွန်တော် reflect ပြန်လုပ်လိုက်မယ်ပြန် run လိုက်မယ်နော် okay hello ဟောဒီမှာလဲနေတော့တွေ့လားအလုံးလုံးနေဘာဖြစ်လို့လဲ interpreter တွေတည်တယ်သူလုံးရမယ်ကုတ်ကြောင်းနေသူအများကြီးရှိသေးတယ်ဆိုတော့သူဘာဖြစ်လဲနားလဲတယ်အထူပါအောင်နားလဲဒီမှာကြည့်ဒီကြောင်းကိုလို hello အလောဆိုပြီး hello ကိုလုံးတယ် okay ဒီကောင်ကျွန်တော်ဟွာ okay ပေးမယ် sorry မြင်အောင်လုပ်မယ်နော် okay okay ပေးမယ် okay ပြင်သူက a black b ကိုသွားမယ်ဟုတ်7.5တွေ့လား7.5 a + b a နဲ့ b နဲ့တော့ပေါင်းရန်ပေါ့ဟုတ်ဗျာ ဘာဖြစ်လို့7.5ဖြစ်နေတာလဲကျွန်တော်ရှင်းမှာဟိုပေါင်းဒီပေါင်းပေါင်းနေတာဟို5ဟောဒီမှာလေးကျွန်တော် left a black b ကျွန်တော်စားတယ်ညောက်တယ်ဒီမှာကြီးဒီဒီဒီကုတ်ကြောင်းလို့နောက်ခါ a နဲ့ b နဲ့ပေါင်းမယ်15ဟောတွေ့လား a black b is 50ဒီကုတ်ကြောင်းလို့လို့တကြောင်းချင်းတကြောင်းချင်းဘာဖြစ်သွားလဲအစင်တိုင်းအလုံးလို့သွားတယ်ဘာမှသူခေါင်းစားတယ်ရမပေါင်းတကြောင်းသွားတကြောင်းသွားတကြောင်းသွားမပြီးသေးဘူးကုတ်ကြောင်းမပြီးသေးဘူး black black b ဆိုပြီးတော့ကျွန်တော်တို့ခိုင်းခဲ့တဲ့ကျွန်တော်တို့လုတ်ခိုင်းတဲ့ကုတ်ကြောင်းကြီးစုတ်ကုတ်ဖိုင်သူဘာဖြစ်သွားလဲပြီးသွားတယ် okay ဒီကမှကျွန်တော်တို့က program B ဆိုတာအလောက်အလောက်မလွယ်ဘူးလေဟုတ်တယ်နော် program ဆိုတာအလောက်မလွယ်ဆုံးဖြတ်ချက်တွေရှိသေးတယ် quantity နဲ့အခြေအနေကြည့်ပြီးတော့အမှကျွန်တော်တို့ဒီမှာဒါကတော့ non stop ပြေးနေပြီမြင်ဒီနားလေးမှာကျွန်တော်တို့ရက်ချင်ဟာပြောင်း A နဲ့ B ကဒီ program ကျွန်တော်ဟို file တွေပြောင်းလိုက်တော့မနော်အဲ့ကျွန်တော်တို့ចောင်းသားအမှတ်လေးကြည့်မယ်ဟာ40ကျော်တယ်ចောင်းသားတွေ data တွေ database ထဲမှာအများကြီးရှိတယ်ចောင်းသားတွေ student marks တွေပေါ့နော်ចောင်းသားအမှတ်တွေကဲအောင်းနဲ့အောင်းအောင်ရှုံကျွန်တော်တို့အမှားအမှားမျိုးလုံးတွေလိုက်ဆက်မှာလာ ောင်40ကျော်တွေကလက်ရွေးရအလိုမျိုးကွန်ပျူတာနဲ့တခါလဲဆင်ရင်သွင်းပြီးတော့ greater than 40ဟုတ်40ကျော်တဲ့ကောင်တွေ greater than equal to 40အဒီဒီ operator တွေကျွန်တော်တို့သုံးရတော့မယ်ဒီမှာတွေ့လား equal equal ညီလားမညီဘူးလား not equal 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 ညီလား not equal မညီဘူးလား greater than ကြီးလား less than ငယ်လား greater than equal ကြီးလဲကြီးလားညီလဲညီလားပြီးရင်တော့ less than equal ငယ်လဲငယ်လားညီလဲညီလားဒီ operator တွေကျွန်တော်တို့အတွင်းတွင်သုံးပြီးတော့ compare လုပ်စင်ပါတော့တခုနဲ့တခုနှိုင်းယှဉ်ပြီးတော့ program ကို ကိုသွားခြင်းတယ်လို့သွားခိုင်းလို့ရတယ်โอเคမလားကဲသူရဲ့အဲအခြေခံဖွဲ့စည်းတည်ဆောက်ပုံ syntax how to write လေးရတော့ဘာမှမခက်ပါဘူးဗျာဒီပုံစံလေးပဲ if ဒီမှာဒီနောက်မှာကျွန်တော်လာပြီနော်စကားပြောရတယ်အများကြီးလာပြီဒီမှာကြည့် present this is ဒီခွန်းစာခွန်းပြောဘာလို့ခေါ်လဲဆဲ present this ဒီကောင်ကြဘာလို့ခေါ်လဲဆဲ calibrate program ရေးတဲ့နေမှာကျွန်တော်တို့ဒီခုရှိရယ်ဟုတ်လားဒီခုရှိရယ်ခဏလေးကျွန်တော်တကာလေးပြလိုက်မယ်တကာလေးပြလိုက်မယ်ဘယ်လိုတခုရှိရလဲဒီမှာကြည့်မယ် ဝင်းစားကွမ်းပိတ် present this is ရဲ့နောက်တစ်ခု calibrate calibrate အဖွင့်ရှင်ဒီကောင်းနေအပိတ်ရှိကိုပါဟုတ်ပါကျွန်တော်တို့ square brush sorry ကျွန်တော်ဒီ square brush ဒီကောင်းကတော့ bracket လို့ခေါ်တယ် square bracket ဒီကောင်းတော့ brace calibrate ဟုတ်လား calibrate calibrate ကတော့မဟုတ် calibrate ဒီကောင်းက square bracket ဒီကောင်း calibrate ဒီကောင်းနေဆိုကျွန်တော်တို့ force force လာဟုတ်လားဒီကောင်းနေဆိုဘယ်လို force လာဟိုဘက်က ဒီဘက် slavery လည်းကျွန်တော်တို့ကွဲပေးတယ်နော်ဒီဘက်ကြီးဒါဆို forward slash ဒီဘက်ဆောင်းနေတာ forward slash ဒီကောင်ဆောင်းနေတာ back slash forward slash back slash forward slash back slash forward slash back slash ပေါင်းလိုက်တော့ပါပေါင်းတယ်ဖြစ်ဘူးပေါင်းတယ်လည်းဖြစ် Okay မနော်အဲ့ဒါလေးအဲ့ဒါလေးလည်းခေါ်လေးလည်းကျွန်တော်တို့ကာဏာလေးလည်းကွဲပေးတယ်ကျွန်တော်တချို့ကာဏာတွေမခေါ်ရတဲ့ကောင်တွေဒေါ်လာ sign တွေ percent sign တွေဟိုဟာအဲ့ဘာလဲ astride astride f တွေပြီးရင်တော့ exclamation mark တွေဟုတ်နော်အဲ့ဒါလေးလည်းကျွန်တော်တို့စင်မယ် programming မှာဒီဟာလေးတွေပဲ presentation အဖွင့်ရှင်အပိတ်ပါဟုတ်ပါတယ် calibrate အဖွင့်ဖွင့်ပြင်ပိတ်ကိုပေးရတယ် calibrate square brace ဖွင့်ပြင်ပိတ်ကိုပေးရတယ်ဒါတွေလာမနော် okay minus တွေ plus တွေ operator ရှင် operand ပါဟုတ်ပါတယ်ဒီတိုင်းတို့လို့တယ်လဲထားခဲ့လို့မရတဲ့ character တွေရှိတယ် okay သူရဲ့ syntax ဖွဲ့စည်းဒီဆောင်ဒီမှာကြည့်ရေးသားဝင်ရေးသားနေ syntax အနေနဲ့ကျွန်တော်တို့ထူးထူးဆန်းဆန်းဗာမှတ်တော့လဲ calibrate လာပိတ်ပြီ code တွေကိုကျွန်တော်ဗာလုပ်ပြီ soup ဒီထဲမှာကျွန်တော်တို့ if ကြည့်အောင်ကိုချစ်စစ်ခြင်းနေရကိုစစ်ခြင်းနေရရေး အဲ့ဒီအခြေအနေပေါ့ condition သာအခြေအနေပဲဟိုလို grammar အနေနဲ့ပြောရင်ဒီမှာမိုးရွာတာနေပူလားအေးလားပူလားလမ်းပိတ်လားကားကြက်လားအခြေအနေတွေကိုဘယ်လိုပြောမလဲတော်လန်းလန်းရွှေကုံပြတန်းသွားတယ်ငါ9မိနစ်လောက်နဲ့ရောက်မလို့ဘူးကအာမမကလမ်းမှာကားတက်လို့ပြင်ရင်ပြင်နေမယ်လူကြက်လို့ပြင်ရင်ပြင်နေမယ်ကားဆက်ချို့ရင်လို့ပြင်ရင်ပြင်တခုခုနဲ့ကသူဘာဖြစ်နေမှာလဲအခြေအနေတခုခုကဖြစ်ပေါ်တယ်အဲ့ဖြစ်ပေါ်နေတဲ့အခြေအနေကိုကျွန်တော်တို့စစ်ဖို့အတွက် programming မှာ bug statement ပေါ့လေ decision statement condition နဲ့ code အဲ့ကောင်ကိုဘာနဲ့လောက်မလဲ if တင် switch တင်နဲ့လောက်မှာကျွန်တော်တို့အရင်ဆုံး if နဲ့စပြန်အခုနကဲစလိုက်ကြပါဗျာဟုတ်ပြီကျွန်တော်စရည်မနော် if statement လေးအရင်ဆုံးစရည်မယ်3 is 4 recording နည်းနည်းပြင်မယ် recording ချိန်တာရရနော် open with notebook notebook နဲ့ဖွင့်ဒါလေးကိုဖြတ်လိုက်တော့မယ်အဒီဟိုနဲ့ကဲဗျာဖြတ်လိုက်တော့မယ်နော် delete delete ကဲဒါလေးကိုဘာလို့လဲပြက်လိုက်ကဲ A နဲ့ B တွေတော့ချက်တာ very ပဲကျွန်တော်ပြန်ပြီးတော့ပြင်းလို့နော် very ပဲကြောညာပြီပြောပြီခုနကတော့ very ပဲကြောညာလဲက memory allocation memory ပေါ်မှာ A ဆိုတဲ့ A A ဆိုတဲ့နံပါတ်လေးနဲ့5ဆိုတဲ့ tempo လေးကျွန်တော်ပါခဲ့တာသွားထည့်လိုက်ပြီအဲ့ဒါဆိုရင်တော့5ကိုဆွဲမလို့ A နဲ့ B ကိုဆွဲတော့ကြိုက်သလိုလဲပြီးတော့ကြိုက်သလိုပြောင်းတာကဲကြည့်မယ် if statement တော့ပြီနော် if statement တော့ပါ calibrate တွေ code တွေကိုကြိုက်သလိုဒါ if ဒီနေရာမှာစစ်ပြီနော် if ဘယ်လိုစစ်မှာလဲ ီဘက်က operator တွေကိုသုံးပြီးစစ်မယ် comparison operator တွေကိုသုံးမယ်ဟုတ်လားဘယ်လိုသုံးမှာလဲကြည့်မယ် if a equal equal b a ဟာ b နဲ့ညီတယ်ဆိုရင် calibrate ဟုတ်လား calibrate ဒီလိုစမ်းဒီထဲမှာမှာကျွန်တော်တို့ဒီဘာကုတ်တွေရေးမလဲဆိုရင်ဒါ note ဘက်နဲ့ရေးလို့နည်းအလုပ်တွေရှော့ဟုတ်လား calibrate ဒီထဲမှာဘယ်လိုရေးလဲ a n e r t a l a b ခုနကလို့ထောက်မယ်ဟို statement နှစ်ကြောင်းရေးမယ်နော် a l a b ဘာလို့ရေးလဲ a equal to AS equal B AR B เนี่ย2เลยဆိုပြီးကျွန်တော်ပါလဲစခွဲမှာဗျအဲ့ဒါလို့မှမဟုတ်ဘူးဆိုရင်နှောင်းကြောင်းရေးမယ် control C တော့လူပြင်းလုံးလိုက်အောင် so the so nope. control V ဟုတ်ပြီ okay. AR not equal ဒါ equal ညီမညီစစ်တာနောက်တစ်ခု not equal မညီဘူးဆိုရင် not equal exclamation mark နဲ့နော် if not equal ဒီမှာ a နဲ့ operator နဲ့ operator တွေကြားတယ်တော့ကျွန်တော်မှာလုပ်မယ် space bar လေးကန်ဟုတ်လား a r b နဲ့ညီလား ARV နဲ့မညီဘူးလေညီညီလေးလို့ထုတ်မယ်မညီ is not equal လို့ထုတ်မယ်ဟုတ်ပြီနော်ဟုတ်ပြီနော်ဒီမှာ condition statement ကိုသုံးလိုက် if statement ကိုကျွန်တော်တို့ဘာလုပ်လဲစတော့ပြီကြည့်မယ်ဟာတက်တက်ရတော့ရေးထားမယ်နော်ဒါတော့ note pad နဲ့မလို့တခြားဟာနဲ့ဆို control shift f နဲ့နေတာလည်းအကုန်လုံးသူနေသားတခြားပြောတာ id တွေ subline တက် dash editor နဲ့လည်းဆိုလို့ပြတာဟုတ်ပြီဒီကကိုကိုမြည်လား ARV နဲ့ညီလားကြည့်လိုက် file နဲ့တက်ညီလား no မညီနောက်က ARV နဲ့မညီဘူးလားမညီဆိုရင်တော့ဘာထုတ် ဒါကိုထုတ်မှဒီ alef is equal to b ဆိုတဲ့ statement လုံးဆောင်ချက်ကိုလုံးမလားမလုံးတော့အခြေအနေပေါ်ကြည့်ပဲကျွန်တော်တို့စစ်လို့ရတယ်ကဲဆိုကဲကျွန်တော်တို့ပထမဆုံးပေးခဲ့တဲ့ဥပမာလေးနဲ့ပြန်ပြောရင်ကျွန်တော်တို့ကွင်းရဆိုင်ဝယ်ခံရတယ်အဲ့ကွင်းရဆိုင်ဒီ if ပိတ်ခဲ့သည်ရှိတော့မင်းပြန်လာမှာလားဒါမှမဟုတ်နောက်တစ်ဆိုင်ရောသွားရမှာလား okay မင်းနော် okay မင်းနော်ဒါဒီကျွန်တော်တို့ error တန်နေပဲ if t switch တင်သွားတယ်ဘလို့အရေးကြီးလဲဟုတ်နော်ခြေခံ format လေးဘာမှမကန်ဘူးဘာမှမကန်ဘူးကြည့် if present this is curly bracket တသက်ရက်လေးတော့ရေးတက်ဖို့လုပ်တယ်ဒီမှာကျွန်တော်ဟိုဟာစီမီကောင်လည်းမထည့်ဒါပေမဲ့ထည့်တယ်စီကန်တကျဆိုတော့ဘာလို့လဲထည့်မထည့်လဲရတယ်ကတိကစမ်းတက်နေနဲ့မထည့်ပဲလုပ်ရ Okay continuous နဲ့ဘယ်ဟာလောက်အလုပ်လုပ်လဲ not sql ကိုလုပ်လို့ Okay save ထားပြီ save ထားပြီးတော့ပြန် run မယ်ဒါဒီကနေမတော်တော့နဲ့ဟိုတော့ exercise file နဲ့ file ကို run မယ်နော်သူကနေသူတော် run ပြီးပြီကျွန်တော်တို့ esc b ရဲ့ဟာသွား run ပြီးတော့ control space အလဖ် a is not equal b ဟုတ်တယ်လေညီမမညီကဲ statement နှစ်ကြောင်းထည့်တာလေတကြောင်းအောင်လို့လားမလို့ဘူးမှန်နေအောင်ပါလို့သွားလေလို့သွားတယ်ဒါစီကျွန်တော်တို့ခြေနေတခုပဲ condition နဲ့ခြေနေမှာသူသည်ဆက်ပြီးတော့သွားလေโอเคမလားကဲဆိုတော့နောက်တစ်ခု javascript မှာထူးခြားမှုတွေနဲ့မှတ်သားပေးပါအောင်ဗျ equal ဒါ same message ဒီဒီမှာဟို equal ထဲမှာကျွန်တော်တို့ equal equal ဆက်တဲ့နေရာမှာကျွန်တော်တို့ travel နောက်စီ double equal နှစ်ခုကိုသုံးနေเนาะရိုးရိုး equal ပါတော့ assignment အောင်ပါလေဒါဒီမှာ travel equal ရှိတယ် တိတိကျကျတူလာအဲ့ဒါအောင်စဲကဲလာသူကဘယ်လိုလဲဆိုရင်အတိကျထက်စစ်တာနော် A နဲ့ B ကတူလားမတူလားအတိကျတယ်အဲ့ဒါကျွန်တော်နောက်သင်ခံလာပါဗျာโอเคနော်โอเคဒီမှာနည်းနည်းလေးရှင်းနေလို့ဒီမှာခဏရံမယ်ပြီးရင်တော့ F ကြောင်းလေးဆက်သွားအောင်မပြီးသေးဘူးโอเค decision making အဲ flow statement လို့လည်းခေါ်တယ် competition နဲ့ code လို့လည်းခေါ်တယ် giant လို့ခေါ်တယ်အဓိကအခြေအနေဘာဖြစ်ခဲ့တယ်ရှိတော့ဆိုတဲ့ဟာကိုကျွန်တော်တို့မလုပ်တာလေစစ်တာโอเคမနော်โอเค thank you